ငွေကြောင်းပြန်ပေးဆွဲခံရကဘဝကူသွားခဲ့ရတဲ့ဘကုမျိုးက9တန်းကျောင်းသားလေးပြည်သူများအလုံးမမင်္ဂလာပါရှင့်ဗောင်းမီစနောင်းကနေပြန်လဲကြိုးစို့လိုက်ပါတယ်ကလေးဘီဘီပေါ်လုံးသွားခဲ့ရင်တဲ့ဒုစရိုက်သမားလောဘသားကောင်းတွေရဲ့ပြန်ပေးဆွဲခြင်းကိုခံရပြီးတော့ အသက်ဆုံးရှုံးသွားခဲ့ရတာကတော့ဗကုံးမျိုးကအသက်၁၄နှစ်အရွယ်ခုနှစ်တန်းကျောင်းသားလေးမောင်တတ်နိုင်မင်းဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတရားဥပဒေစိုးမိုးမှုယုံနေလာနေပြီးတော့မကောင်းမှုဒုစရိုက်သမားတွေကြီးစိုးလာတာဖြစ်ပါတယ်။ဒီကရက်ရပိုင်းမှာဆိုရင်လည်းရန်ကုန်မြို့ရွှေပြည်သာကအမျိုးသမီးငယ်လေးတယောက်ဟာမတမာသူလူငယ်၃ယောက်ကအတင်းအဓမ္မပြုကျင့်ပြီးတော့အဆုံးစီရင်ကလက်ဝတ်ရတနာနဲ့ဖုန်းကိုယူဆောင်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ ဒါအပြင်ဖြာပုံမျိုးနယ်မှာဆိုရင်လဲဆလော့ရှုံးနေရဲ့မောင်ဝမ်းခွဲကအမအဖြစ်သူကိုရက်ဆက်စွာအဆုံးစီရင်ပြီးတော့ရုပ်အလောင်းဖျောက်တဲ့အမှုလည်းဖြစ်ပွားသွားခဲ့ပါသေးတယ်။အထူးသဖြင့်တော့အခုချိန်မှာကုန်စည်နှုန်းတွေကြီးမိုးရေဆေးတွေအလွယ်ရောက်လောင်းကစားနဲ့ဆလော့တွေအလွယ်တကူဆော့လို့ရနေရကြောင်းလူတွေကငွေအတွက်ငွေရဖို့အတွက်ဆိုရင်ဒုစရိုက်လုပ်ငန်းပေါင်းစုံကိုလောက်ကင်လာကြပါတယ်။ဒါကြောင့်လည်းဘကုမျိုးကအသက်၁၄နှစ်အရွယ်ကလေးငယ်မောင်တက်နိုင်မင်းတယောက်အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒီမတိုင်ခင်မှာတော့ဒီသားငယ်လေးကအဖအူသန်းမြိုင်အမိဒေါ်ရီမွန်နုနဲ့အတူဘကုံးမြို့မဟာစည်ဒီလမ်းမှာနေထိုင်တာဖြစ်ပါတယ်။ဒီလိုနဲ့20ရက်9လပိုင်းညနေပိုင်း9နာရီခွဲချိန်မှာခုနှစ်တန်းចောင်းသားလေးမောင်အောင်နိုင်မင်းတယောက်ကလေးပီပီဘောလုံးကန်ဖို့အတွက်အိမ်ကထွက်သွားခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့ပြန်လာချိန်တန်းလို့ပြန်မလာတော့ပါဘူး CCTV မှတ်တမ်းအရတော့လူတယောက်ကဆိုင်ကနေလာခေါ်သွားတာဖြစ်ပါတယ် ီလိုနဲ့ပဲမိသားစုဝင်နေတဲ့လူမှုရေးအဖွဲ့တွေကလိုက်ရှာစဉ်ခြံဝင်းတစ်ခုအတွင်းမှာအသက်မရှိတော့တဲ့ဒီကောင်လေးကိုရုပ်အလောင်းကိုပဲတွေ့ခဲ့ရတာဖြစ်ပါတယ်။မေလ20ရက်နေ့နေ့မှာမှပြန်လည်တွေ့ရှိခဲ့ရလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့ရဲ့စုံစမ်းမှုအရတော့ဒီကောင်လေးဟာဓမ္မတာကြောင့်မဟုတ်ပဲလူရဲ့ပျော်ကားကြောင့်အသက်ဆုံးရှုံးသွားရကြောင်းသိရပါတယ်။ အခုချိန်မှာတော့ဒီကောင်လေးကိုဘသူတွေကခေါ်သွားတာလဲ။ဘာကြောင့်တက်ဖြတ်တာလဲဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။တရားခံတွေကလည်းလွန်မြောက်နေရဖြစ်ပါတယ်။တချို့သောကောလာဟလသတင်းတွေအရတော့ဒီကောင်လေးကိုဒူးဆဲသမားတွေကပြန်ပြီးဆွဲသွားပြီးတော့ကလေးရဲ့အသက်ကိုပြန်လိုချင်ရင်ငွေနဲ့လာရွေးရမယ်လို့ချင်းချောက်ခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းမိသားစုဝင်တွေကပြန်ပြီးဆွဲခံလာရတဲ့တားငယ်လေးအတွက်ငွေကိုအပူတပြင်းရှာဖွေပြီးတော့ပေးခဲ့ရပါဘူး။ ဒါပေမဲ့လည်းဒူးဆိုင်သမားတွေရဲ့လက်ထဲကနေမောင်းတတ်နိုင်မင်းကိုပြန်မရခဲ့ပဲအသက်ဆုံးရှုံးလိုက်ရတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းတချို့တွေကတော့တူစင်းနဲ့ခေါ်သွားတယ်လို့လည်းပြောကြပါတယ်။ဒါကြောင့်အခုခေတ်မှာကိုမသိတဲ့သူကပြုံးပြရင်တောင်မာနာကြီးတယ်ပဲပြောပါစေ။ပြန်မပြုံးပြပါနဲ့။အယောမဝင်ဖို့တက်ကိုအိမ်မှာဘဲကမှမသိတဲ့ပစ္စည်းလာကြောင်ညာရောင်းတဲ့သူတွေကိုလည်းအိမ်ထဲကိုပေးမဝင်ပါနဲ့။စကားလည်းမပြောဖို့တက်ဒီလိုလူတွေကအိမ်အကြောင်းကိုအ깨ခက်လာတဲ့သူတွေလည်းဖြစ်နိုင်ခြေရှိနေလို့ပါ။အခုခေတ်မှာတော့တူစင်းနဲ့ဖြန်းစင်းတွေဟာ လူကိုစက္ကန့်ပိုင်းအတွင်းထိမိရှူရှိုင်းမိရနေတဲ့တွေ့ဝေပြီးတော့သတိလက်လွတ်ဖြစ်ခြင်းဖြစ်စေပြီးတော့မတမာတဲ့သူတွေအတွက်အယံကိုလွဲကူပါတယ်။သူတို့ရဲ့လက်ထဲကသားကောင်ချက်ချင်းဖြစ်သွားနိုင်တာကြောင့်မိမိရဲ့ရင်သွေးချစ်ရတဲ့မိသားစုတွေကိုအတတ်နိုင်ဆုံးဂရုစိုက်ကြပါလို့တချို့တော့လူတွေကတော့တိုက်တွန်းနှိုးဆော်နေကြတာပဲဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမောင်တန်းနိုင်မင်းဆုံးပါခွဲလွန်သွားတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။